အစုမပွဲအလွန်တန်ရှင်းသောဓမ္မစည်းဝေးခြင်းရောက်လာပါပြီ။ဒီနေ့တင်လို့နဲ့အတူအစုမပွဲ၏စိတ်ဝိညာဉ်ဆိုတဲ့ခေါင်းစဉ်အားဖြင့်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အချိန်ကိုယူကြရအောင်။အစုမပွဲလို့ပြောရင်တနည်းအားဖြင့်ဆင်းရဲဒုက္ခပွဲလို့လည်းမှတ်ယူနိုင်ပါတယ်။ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်ယေရှုခရစ်တော်ကလဝါကတ်တိုင်မှာရိုက်ထားခံရပြီးတတ်တော်ကုံဆုံးတဲ့နေ့လို့ဆိုလိုပါတယ်။ လဝါကတိုင်ပေါ်မှာခရစ်တော်ရဲ့ဆင်းရဲဒုက္ခနဲ့အတ္တတာကိုကျွန်တော်တို့ပြန်သုံးသပ်ကြည့်တဲ့အခါဒီနေ့ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အပြစ်တွေကိုပြန်သုံးသပ်ပြီးနောက်လည်ရပြီးတော့အဲ့ဒီဆင်းရဲဒုက္ခမှာကျွန်တော်တို့လည်းအတူပါဝင်မယ်ဆိုတဲ့အတိတ်ပဲနဲ့ဒီပွဲတော်ကိုအောက်မေ့ရမှာဖြစ်ပါတယ်။အစုမပွဲထဲမှာလူသားတွေကိုကယ်တင်ဖို့အတွက်ကိုကိုကိုပေးဆက်တော်မူတဲ့ခရစ်တော်ရဲ့ကြီးမြတ်တော်မူတဲ့စီကတ်မှု자신을희생하신그리스도의위대하신 ပေးဆက်မှုနဲ့ချစ်ချင်းမြတ်တာဖြစ်တဲ့စိတ်ဝိညာဉ်ပါဝင်နေစုတော်ကိုတမန်ကျမ်းစာကတစဉ်လေ့လာကြရအောင်အဲ့ဒီချစ်ချင်းမြတ်တာကိုချေရတဲ့စီအုံကြီးကိုမောင်နှမတွေအားလုံးစီကျွန်တော်တို့ရဲ့အိမ်ကြီးချင်းတွေစီနဲ့လူသားအားလုံးစီဖြန့်ဝေပေးနိုင်တဲ့စီအုံသားသမီးတွေအားလုံးဖြစ်ကြရပါမယ် အစုမပွဲနဲ့ပတ်သက်ပြီးဓမ္မဟောင်းကျမ်းရဲ့ဝိပုကျင်းစီမင်းနဲ့ဓမ္မတိကျမ်းရဲ့တင် जा မှုတွေအများကြီးရှိပေမဲ့ဒီနေ့တော့အစုမပွဲထဲမှာထည့်သွင်းထားတဲ့ဖရာသခင်ရဲ့ပိဆက်ခြင်းစိတ်ဝိညာဉ်အကြောင်းတွေကိုအတူလေ့လာကြပါမယ်။ရှင်မသက်ခရစ်ဝင်အခန်းကြီး26အခန်းငယ်၄၈ကို အတူကြည့်ကြရအောင်။ ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကအစုမောက်ပွဲနေ့ဖြစ်တဲ့ဒီနေ့မှဖြစ်ပျက်ခဲ့တဲ့သမိုင်းကြောင်းဖြစ်ပါတယ်။အခန်းငယ်58ခုကြည့်မယ်ဆိုရင်ထိုတို့မိတော်မူစဉ်တွင်ပင်တပည့်တော်တစ်ကြိမ်နှစ်ပါးဝင် ဖြစ်သောယူဒရှကရုပ်လာ၏။ယေပူယောဟိတ်ကြီးတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်သောသူများဆေလွတ်သောလူအစုအဝေးပေါင်းတို့သည်ဓာတ်နှင့်တုံများကိုကင်လျက်ပါကြ၏။ကိုရောကိုအနံ့သောသူကငါနန်းသောသူသည်ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟုထိုသူတို့အားအမှတ်ပေးခဲ့သည့်အတိုင်းကိုရော်ရင်တို့ချက်ချင်းချင်းကပ်၍အရှင်ဖျားမင်္ဂလာရှိပါစေသောဟုဆိုလျက်နန်းလေ၏ယေရှုကလည်းအဆွေအဘဲခင်းရှိ၍လာတနီးဟုမေးတော်မူပြီးမှထိုသူများတို့သည်လာ၍ကိုရော်ကိုဆွဲကင်ဖမ်းဆီးကြ၏လွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကယေရှုခရစ်တော်ဟာလူသားတွေကိုကယ်တင်ဖို့ဒီမြေကြီးကိုကြွလာခဲ့ပါတယ် သူကိုယ်တိုင်အတွက်ဘာကျိုးမှမရှိပေမဲ့တာသမီတွေကိုကယ်တင်ပေးဖို့တခုလဲအတွက်ပဲလူစာတီဝုတ်ကိုဝစ်စင်ဖို့ကိုယ်တိုင်ရွေးချယ်တော်မူခဲ့ပြီး육체어디보시는것을스스로또선택하시고또하늘의영광강경봉로내빌린너고래아롱찬다게비저너로고개딘보강경마빈마게데빛다리에트디미지지쫄라러무게다핏바레하늘의죄를지은죄인들을위해서이땅까지오셨던것입니다 ကျွန်တော်တို့ကိုကေတင်ဖို့ဒီမြေကြီးကိုကြွာလာခဲ့ပေမဲ့အဲ့ဒီကေတင်ခြင်းနဲ့သက်ဆိုင်တဲ့သူတွေဖြစ်တဲ့ကောင်းကင်ဖြစ်သားတွေဟာဘုရားသခင်ကိုဘလို့ဆက်ဆံခဲ့လဲဆိုတာကိုတစ်ချက်လောက်သေချာကြည့်ကြည့်ပါသူတို့ဟာဘုရားသခင်ကိုတစ္ဆာဖောက်ဖို့မတုံ့ဆိုင်ခဲ့ကြပါဘူး။ယေရှုခရစ်တော်ကိုဖန်ဆီးဖို့သူတို့ကြံစီကြတဲ့မြင်ကွင်းကိုကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။သူတို့ရဲ့တစ္ဆာဖောက်တဲ့မြင်ကွင်းကိုရှင်မသက်ခရစ်ဝင်မှာအယံကို ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားပါတယ်။ အခန်းငယ်56ကိုတွားကြည့်ကြရအောင်အခန်းငယ်56ကိုကြည့်ရင်ထိုအကြောင်းရာမူကားအနာဂတ်ကျမ်းစာပြည့်စုံပြီအကြောင်းလဲဟုလူအစုဝေးတို့ကိုမိန့်တော်မူ၏ထိုအခါတပည့်တော်အပေါင်းတို့သည်ကိုရောကိုစုံပြည့်၍ပြေးကြ၏တလွင်တောင်ပေါ်ဂျေဇုတော်ဦးရင်မှာယေရှုခရစ်တော်ဆူတောင်းခဲ့တုန်းကသူ့နောက်ကိုလိုက်လာခဲ့တဲ့တပည့်တော်တွေကတယောက်ဟာငွေကျပ်30အတွက်အပေးယူလုပ်ပြီးယေရှုခရစ်တော်ကို ဒီလိုမျိုးတစ္ဆာဖောက်ဖို့ကြံစီခဲ့ပြီးသားဖြစ်ပါတယ်ဒါရင်မကသေးပဲယေရှုခရစ်တော်နောက်ကိုအဆုံးထိလိုက်ပါမယ်လို့ဂရိပြုခဲ့တဲ့ကျန်တဲ့တပည့်တော်တွေဟာယေရှုခရစ်တော်ကိုစွန့်ပစ်ပြီးထွက်ပြေးသွားတဲ့စိတ်မကောင်းဖြစ်ရပြီးနာကျင်စရာကောင်းတဲ့မြင်ကွင်းကိုယေရှုခရစ်တော်မျက်စိရှိမှတင်ကျူးလွန်ခဲ့ကြပါတယ်လူသားတွေဖြစ်တဲ့ကျွန်တော်တို့ရဲ့အဖြစ်တွေကိုခွင့်လွှတ်ပေးပြီးကျွန်တော်တို့ကိုကယ်တင်ပေးဖို့ဆိုတဲ့တခုလေးသောရည်ရွယ်ချက်နဲ့ဒီမြေကြီးကိုကြွလာခဲ့တာဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း2000တုန်းကအဖေဟာကျွန်တော်တို့ကိုကယ်တင်ဖို့ဒီမြေကြီးကိုကြွလာပြီးရင်ဆိုင်ခဲ့ရတဲ့မြင်ကွင်းတွေကိုကျွန်တော်တို့အခုကြည့်နေတာဖြစ်ပါတယ်။ရှင်မသက်ခရစ်ဝင်အခန်းကြီး26အခန်းငယ်62ကိုအတူကြည့်ကြရအောင်။ယေပူယောဟိမင်းသည်ထွေးတင်သည်တခုံးမြပြန်၍မပြောသလော။ဤသူတို့သည်အဘယ်သို့တက်တည်ခံသနည်းဟုဆိုလျင်ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ယေပူယောဟိမင်းကလည်းတင်သည် ခရစ်တော်တည်းဟူသောဖခင်သခင်ဤသားတော်မှန်သည်မမှန်သည်ကိုငါတို့အားပြောစေခြင်းကအသက်ရှင်တော်မူသောဖခင်သခင်ကိုငါတိုင်တည်၍တင့်ကိုကျေးဇူးစေ၏ဟုဆိုလျင်ယေရှုကတင့်ဆိုသည့်အတိုင်းမှန်၏ထိုမြမကငါဆိုသည်ကားနောင်ကာလ၌လူသားသည် တကိုးတော်ဤလက်ရပန်း၌ထိုင်လျက်မိုးတိမ်ကိုစီး၍ကြွလာသည်ကိုတင်တို့မြင်ရကြလက်တန်ဟုမိန့်တော်မူ၏ ထိုအခါယပူယောဟိမင်းသည်မိမိအဝတ်ကိုစုပ်လျက်ဤသူသည်ဖျားကိုလွန်ကျူး၍ပြောပြီးအဘယ်တတ်သေးကိုလိုသေးသနည်းဖျားကိုလွန်ကျူး၍ပြောသောစကားကိုယခုပင်တင်တို့ကြားရပြီးအဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်းလျင်ထိုသူတို့ကဤသူသည်အသေးခံထိုက်ပေ၏ဟုပြန်၍စီရင်ကြ၏ထိုအခါမျက်နာတော်ကိုဒွေးနှင့်ထွေးကြ၏လက်သီးနှင့်ထိုးကြ၏အချို့တို့သည်လည်းပါတော်ကိုလက်နှင့်ပုတ်၍အချင်းခရစ်တော်ကိုတော်ကို အဘေသူပုတ်တီကိုပရောဖက်ပြု၍ဟောတော်မူပါဟုဆိုကြ၏အဖြစ်ခွင့်လွတ်ခြင်းခံရဖို့လိုအပ်တဲ့သူတွေရဲ့လုပ်ရက်တွေကိုမိသားစုဝင်တို့ကျေးဇူးပြုပြီးတစ်ချက်လောက်တေချာကြည့်ကြပါတယောက်ကတော့ငွေယူပြီးရန်သူတွေလက်ထဲကိုရောင်းစားခဲ့ပြီးတော့တစ္ဆာအရှိဆုံးယုံကြည်ခြင်းရှိတယ်လို့ဆိုခဲ့တဲ့တပည့်တော်တွေက သူတို့ရဲ့ခက်ခဲတဲ့အခြေအနေတွေကိုပဲစဉ်းစားပြီးယေရှုခရစ်တော်ကိုဒီလိုမျိုးထားခဲ့ပြီးထွက်ပြေးသွားခဲ့ကြပါတယ်။ဒီလိုကျွန်တော်တို့ရဲ့ပုံစံနဲ့ကျွန်တော်တို့ကိုကယ်တင်ဖို့ကြွလာတော်မူတဲ့ဘုရားသခင်ရဲ့ပုံစံကိုဒီနေ့အစုမပွဲရဲ့စိတ်ဝိညာဉ်ထဲမှာကျွန်တော်တို့ရှာဖွေကြည့်ကြရပါမယ်။အခန်းကြီး26အခန်းငယ်69ကိုတစ်ချက်သွားကြည့်ကြရအောင်။အခန်းငယ်69မှာကြည့်ရင်ပေတရုသည်ပြမအိမ်ဦး၌ထိုင်နေစဉ် အစေပါမိမတယောက်သည်သူရှိရာသို့လာ၍တင်းသည်လဲဂါလိလဲလူယေရှုနှင့်ပေါင်းဖော်တော်သူဖြစ်သည်ဟုဆိုလျင်ပေတရုကတင်ပြောသောအရာကိုငါမသိဟုလူပေါင်းတို့ရှိငင်းခုန်လေ၏ထိုနောက်ပေတရုသည်အိမ်ဦးရှိသူထွက်ပြီးမှအခြားသောမိမသည်သူ့ကိုမြင်၍ထိုအရက်၌ရှိသောသူတို့အားဤသူလဲနာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော်တော်သူဖြစ်သည်ဟုဆိုလျင်ပေတရုကထိုသူကိုငါမသိဟုကျိန်ဆိုလျက်တဖန်ငင်းခုန်ပြန်၏ ထိုနောက်များမကြာထိုအရက်၌ရက်နေသောသူတို့သည်ပေတရုအနီးသို့လာ၍အကယ်စင်စစ်တင်သည်လဲထိုသူတို့အဝင်ဖြစ်၏။တင့်စကားသည်တင့်ကြောင်းကိုထင်ရှားစေဟုဆိုကြလျင်ပေတရုကထိုသူကိုငါမသိဟုဒိဋ္ဌံပြု၍ကျိန်ဆို၏။ထိုခဏချင်းတွင်ကြက်တုံလေ၏ယေရှုကအကြက်မတုံမီတင်သည်သုံးချိန်မြောက်အောင်ငါကိုညင်းပယ်လိမ့်မည်ဟုမိတော်မူသောစကားကိုပေတရုသည်တတိယသဖြင့်ပြင်းထုတ်ထွက်၍ပြင်းစွာငိုကြွေးလေ၏။ 밖에나가서심히통곡하니라하고있습니다.요지제아지마송로튕야게데베드유당마크리스도고예수크리스도고나못이부로똥쟁따이따이님배게데니가디니아수못뽀에니핏바레.무게절날입니다.용지제아강송드베로로튕야게데베드유당마예수크리스도고똥쟁따이따이님배게바레. ယူဒရှကာယုတ်ဟာငွေအကျပ်30အတွက်ယေရှုခရစ်တော်ကိုရန်သူတွေစီကိုရောင်းစားပြီးတစ္ဆာဖောက်ဖို့မတုံ့ဆိုင်ခဲ့ပါဘူး။ဒါရင်မကပဲဖျားသခင်နဲ့အရင်နှီးဆုံးလို့ပြောခံရတဲ့တခြားတပည့်တော်တွေလည်းကိုရိုကိုထားခဲ့ပြီးဘလို့ထွက်ပြေးသွားလဲဆိုတာကို ကြည့်ကြည့်ပါ။ကျွန်တော်တို့ဟာအဲ့ဒီလိုအခြေအနေတွေမှာတော့ဖေရဲ့စိတ်ရှိခြင်းနဲ့တီးခံခြင်းကိုတကယ်စဉ်းစားဖို့လိုအပ်ပါတယ်။ ကျေးဇူးတော်အရှိဆုံးကယ်တင်ခြင်းကိုပေးဖို့ဒီမြေကြီးကိုကြွားလာခဲ့ပေမဲ့သူတို့ကိုကယ်တင်ဖို့ကောင်းကင်ရဲ့ဖုံးတော်ယာဒူးနဲ့ပလင်ကိုတော့အားလုံးခြံထားခဲ့ပြီးဒီမြေကြီးကိုကြွားလာခဲ့ပေမဲ့သူတို့ဟာကယ်တင်ရှင်ကိုအခုဘလို့ဆက်ဆက်နေလဲဆိုတာကိုတေချာကြည့်ပြီးစမ်းစစ်ကြည့်ကြပါအခုဒီလူတွေဟာဖျားသခင်ရှိတော်မှာတိုးဆုပ်ခြင်းမရှိဘဲဒီလိုရက်တွေကိုကျူးလွန်နေကြပါတယ်။ရှင်မသက်ခရစ်ဝင်အခန်းကြီး29အခန်းငယ်20တကူတွားကြည့်ကြရအောင်။ အခန်းကြီး29အခန်းငယ်22ကိုကြည်ရင်ထိုကြောင့်မြို့ဝင်မင်းသည်ဤသူနှစ်ယောက်တို့တွင်သင်တို့သည်အဘယ်သူကိုလွတ်စေခြင်းတည်းဟုလူများကိုတဖန်မေးသောအခါဘာရပကိုလွတ်စေခြင်းပါသည်ဟုပြောကြ၏ပိလက်မင်းကလည်းသူဖြစ်လျင်ခရစ်ဟုခေါ်တော်သောယေရှုကိုအဘယ်သူပြုရမည်နည်းဟုမေးပြန်သောထိုသူအပေါင်းတို့ကသူသည်လောကကတိုင်မှာရိုက်ထားခြင်းကိုခံပါလေစေဟုဆိုကြ၏ မြို့ဝင်မင်းကလည်းအဘဲကြောင့်နီးအဘဲဖြစ်ကိုပြုပြီးတနည်းဟုမေးလျင်ထိုသူသည်လက်ဝါးကတိုင်မှရိုက်ထားခြင်းကိုခံပါလေစေဟုလူများတို့သည်တာယဟိကြ၏ပိလက်မင်းသည်မိမိမနိုင်လူများသာ၍ယုံရင်ခက်မြပြုကြသည်ကိုမြင်လျင်ရေကိုယူ၍လူများရှိတွင်မိမိလက်ကိုဆေးလျက်ဤဖြောက်မတ်တော်သူ၏အသွေးနှင့်ငါသည်ကင်းရှင်း၏ဤအမှုကိုတင်တို့ကြည်ကြလော့ဟုဆို၏ ထိုလူအပေါင်းတို့ကသူ၏အသွေးသည်ငါတို့၏ခေါင်းပေါ်၌လည်းကောင်း၊တားမြစ်တို့ခေါင်းပေါ်၌လည်းကောင်းတရှိပါစေဟုပြန်ပြောကြ၏။ပိလက်မင်းသည်လည်းဘာရပေါကို လူများတို့အားလွတ်လေ၏။ယေရှုကိုကားရိုက်ပြီးလျှင်လက်ဝါးကတိုင်မှာတက်စီခြင်းမှာအလိုက်လေ၏။ လူတွေဟာသူတို့ကိုကယ်တင်ဖို့ကြောက်လာတဲ့ကယ်တင်ရှင်နဲ့ပတ်သက်ပြီးဒီမြင်ကွင်းဟာသူတို့ကဖျားသခင်ပေါ်ထားခဲ့တဲ့စိတ်ထားနဲ့ယေရှုခရစ်တော်ကိုဓမြထက်တောင်ပူဆိုးတယ်လို့မှတ်ယူခဲ့ကြတဲ့သူတို့ရဲ့လုံရက်တွေကိုပြနေပါတယ်။သူတို့ဟာဓမြကိုလှုပ်ပါယေရှုခရစ်ကိုလက်ဝါးကတ်တိုင်မှာရိုက်ထားပါလို့အော်ဟစ်ခဲ့ကြပါတယ်။ ဒါအပြင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ဒီနေ့ဒီအချိန်မှာသူဤအသွေးသည်ငါတို့ဤခေါင်းပေါ်၌၎င်းတားမြီတို့ခေါင်းပေါ်၌၎င်းတရှိပါစေဆိုပြီးဆိုးရွားတဲ့စကားတွေကိုအော်ဟစ်ခဲ့ကြတဲ့သူတို့ရဲ့အတန်ကိုနားထောင်နေခဲ့တဲ့ဖျားသခင်ရဲ့နှလုံးသားကိုစိတ်ကူးကြည့်ပါသူတို့ကိုကယ်တင်ပေးပြီးအပြစ်ခွင့်လွတ်ခြင်းလမ်းကိုဖွင့်ပေးဖို့ကောင်းတဲ့ရည်ရွယ်ချက်နဲ့ဒီမြေကြီးကိုကြွလာခဲ့ပေမဲ့ဒီမြေကြီးပေါ်ကတပည့်တော်တွေကယုံကြည်ခြင်းကောင်းတဲ့ဆိုတဲ့ပေတရုကော တပည့်တော်ဆယ်နှစ်ယောက်ထဲကတယောက်ဖြစ်တဲ့ယူတရကယုတ်ကောအားလုံးကဖျားသခင်ရှိတော်မှာဒီလိုရက်ဆက်ယုတ်မာတဲ့လုပ်ရက်တွေကိုကျူးလွန်ခဲ့ကြပါတယ်။ဒါရီမကပဲဖရဲသခင်ကိုစောင့်မျှော်နေခဲ့တယ်လို့ပြောတဲ့တေလလူမျိုးတွေအားလုံးလည်းသူ့ရဲ့အသွေးကငါတို့နဲ့ငါတို့သားမျိုးတွေရဲ့ခေါင်းပုံမှာတည်ရှိပါစေ ဓမြကိုလှုပ်ပေးပြီးယေရှုခရစ်ကိုလက်ဝါးကတ်တိုင်မှာရိုက်ထားပါဆိုပြီးပြောခဲ့တဲ့ဒီလိုမျိုးအရာတွေကိုခရစ်တော်ကဒီနေ့မှာခံစားရင်းလူသားတွေက သူ့ကိုဘယ်လိုဆက်ဆံလဲဆိုတာကိုကြည့်နေတော်မူပါတယ်။ဒါပေမဲ့ဒီလိုလူသားတွေကိုမမုန်းခဲ့ပဲအဲစာသနာပေးတော်မူပြီးတော့သူတို့ရဲ့ဝင်ထုပ်တွေကိုတိတ်တဆိတ်ထမ်းဆောင်နေတဲ့မြင်ကွင်းကိုအခန်းငယ်29ကစပြီးဆက်ကြည့်ကြရအောင်။ အခန်းငယ်29မှာကြည်ရင်ထိုအခါမြို့ဝင်မင်းဤစစ်သူရဲတို့သည်ယေရှုကိုအိမ်တော်ဦးသို့ဆောင်းသွား၍စစ်သူရဲတစ်တလုံးကိုအထံတော်၌ဆူယုံစေပြီးမှအဝတ်တော်ကိုချို့၍ဤတော်ဝတ်လုံးကိုခြုံစေကြ၏။စူးပင်နှင့်ရတော်ဦးရစ်ကိုခေါင်းတော်၌တင်ကြ၏။ကျူတလုံးကိုလည်းလက်ရလက်တော်နဲ့ကင်စီပြီးလျင်ခြေတော်မှာဒူးထောက်လျက်ယူရရှင်ပြီးရင်ကိုတော်သည်မင်္ဂလာရှိစေတည်းဟူ၍ကိုတော်ကိုပြည့်ရပြူကြ၏ ကိုတော်ကိုတွေးနှင့်ထွေးကြ၏ကျူလုံးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏ထို့သောကိုတော်ကိုပြက်ရည်ပြုသည့်နောက်မင်းဝတ်လုံကိုချွတ်၍အဝတ်တော်ကိုဝတ်ပြန်စေပြီးလျင်လက်ဝါးကတ်တိုင်မှရိုက်ထားခြင်းမှာထုတ်သွားကြ၏ဒီမြင်ကွင်းတွေကိုတစ်ခုပြီးတစ်ခုအခုလေ့လာကြည့်တဲ့အခါတကယ်လို့ကျွန်တော်တို့ရဲ့ကိုခန္ဓာအဖေကအပြစ်မရှိဘဲနဲ့ဒီလိုအရာတွေကိုကြုံနေရတယ်ဆိုရင်တာသမီအနေနဲ့ကျွန်တော်တို့ရဲ့စိတ်နှလုံးကဘယ်လိုခံစားရမှာပါလဲ။ ဒီအရာကတကယ်တည်းမခံနိုင်လောက်တဲ့အရာ ဖြစ်ပါတယ်။ဒီကဲရဲ့လှောင်ပြောင်မှုနဲ့စော်ကားမှုတွေကိုအဲ့ဒီနေရာမှာတင်မျက်စိနဲ့မြင်ရမယ်ဆိုရင်တကယ်ဒီလိုအရာကဖြစ်ပြနိုင်တာလားလို့ကိုကိုကိုမိမိမှဖြစ်ပါတယ်။ဒါပေမဲ့တွေးကြည့်လိုက်ရင်ဒီအရာတွေအလုံးကကျွန်တော်တို့ကျူးလွန်ခဲ့တဲ့အဖြစ်တွေကြောင့်ဖြစ်တယ်။ကျွန်တော်တို့ကိုစားခံပေးခဲ့တာဖြစ်တယ်ဆိုတာကိုစဉ်းစားတဲ့အခါဒီနေ့ကျွန်တော်တို့ရဲ့စိတ်သဘောထားကဘယ်လိုဖြစ်တင်လဲလို့တစ်ခါစဉ်းစားကြည့်နိုင်ပါတယ် သူဟာငရဲတော်ဖို့တတ်မှတ်ခံထားရတဲ့လူသားတွေကိုကယ်တင်ဖို့ဒီမြေကြီးကိုကြောလာခဲ့ပေမဲ့သူတို့ဟာကိုရော်ရဲ့အဝတ်တော်ကိုချုပ်ပြီးသူ့နဲ့ရထားတဲ့ဥယျာဉ်ကိုခေါင်းပေါ်မှာတင်ထားပြီးတော့ကျူတလုံးကိုကိုရော်ရဲ့လက်ရလက်တော်နဲ့ကင်စီပြီးရှီတော်မှာဒူးထောက်ပြီးတော့ကဲရဲ့လောင်ပြောင်ခဲ့ကြပါတယ်သူတို့ဟာကိုရော်ကိုတထွေးနဲ့ထွေးပြီးတော့ကျူလုံးကိုယူပြီး ခေါင်းတော်ကိုရိုက်ကြပြီးယူဒရှင်ဘရင်ကိုတော်သည်မင်္ဂလာရှိစေတည်းဆိုပြီးမင်းဝိလုံကိုချုပ်ပြီးအဝတ်တော်ကိုပြန်ဝတ်စေခဲ့ပါတယ်။ဖျားသခင်အပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့အဆက်ကွဲခြင်းနဲ့စော်ကားခြင်းတွေကိုကျူးလွန်နေကြတဲ့လူသားတွေရဲ့ပုံစံကိုရှင်မသက်ခရစ်ဝင်28မှာရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ဒါပေမဲ့ကိုရောဟာဒီလူတွေရှိမှတိတ်ဆိတ်စွာနေတဲ့တိုးလူမျိုးအဲ့ဒါကိုတီးခံခဲ့ပါတယ် စိတ်ရှိတီးခံတော်မူခဲ့ပါတယ်။သူဟာဒေါသမထွက်ခဲ့ပဲတခြားပုံစံနဲ့လည်းသူတို့အပေါ်အမျက်ဒေါသကိုပြတော်မူမူခဲ့ပါဘူး။ဆက်လက်ပြီးအခန်းကြီး28အခန်းငယ်32ကိုလေ့လာကြည့်ကြရအောင်။တွားကြစဉ်တွင်ရှိမောအမိရှိသောကုရည်နေပြည်သားတယောက်ကိုတွေ့လျင် အနိုင်ပြု၍လက်ဝါးကတ်တိုင်တော်ကိုထမ်းစေကြ၏။ လဝါကတိုင်ရဲ့အလေးချိန်ကယေရှုခရစ်တော်တီးမခံနိုင်လောက်အောင်လီလိုနဲ့အတွက်ယောမစစ်သားတွေဟာကုယေနေပြည်သားတယောက်ကိုရှာပြီးယေရှုခရစ်တော်ရဲ့လဝါကတိုင်ကိုအစားထမ်းသွားခိုင်းမှုကလွယ်ပြီးရွေးချယ်စရာမရှိတော့တဲ့ပြင်းထန်တဲ့အခြေအနေထိတောင်ရောက်သွားခဲ့ပါတယ်။그런각심한상황까지예수님께서도이르게된것입니다. ဒါကြောင့်ဒီနေ့အစုမပွဲရဲ့ဒီလိုအတိတ်မြင်ကွင်းတွေကိုပြန်ကြည့်တဲ့အခါတိုင်းမှာယေရှုခရစ်တော်ကကျွန်တော်တို့အဖြစ်သားတွေကိုကယ်တင်ဖို့ဒီမြေကြီးထိကြွလာပြီးလက်ဝါးကတိုင်ပေါ်မှာအသေးခံခဲ့တာကိုသတိရစေပါတယ်။ဖုန်ကြီးတော်မူတဲ့ဖရာသခင်ကို ဖုန်းတော်ထဲမှာကြိုဆိုပြီးဆက်ဆံရင်တောင်မလုံလောက်နိုင်ပေမဲ့ဒီမြေကြီးပေါ်ကအကြီးမားဆုံးအဖြစ်ကိုကျူးလွန်တဲ့အဖြစ်သားတွေကြပြတွေကိုဆက်ဆံတာထက်တောင် သူ့ကိုပိုဆိုးရွားစွာဆက်ဆံခဲ့ပါတယ်။ ပြီးတော့တပည့်တော်တွေရဲ့ရောင်းစားခြင်းငင်းပယ်ခြင်းနဲ့ဆုံးပြစ်ခြင်းခံခဲ့ရပြီးသူတို့ဟာသူတို့အသက်ရှင်မှုထွက်ပြေးသွားတဲ့မြင်ကွင်းတွေကိုမျက်မြင်တွေ့ခဲ့ရပါတယ်အဲ့ဒီအပြည့်ရဲ့ကအသွေးရဲ့အဖိုးခောက်ကိုသူတို့ကအားလုံးပြန်ဆက်မှာဖြစ်လို့ဘလို့ပဲဖြစ်ဖြစ်တပ်ပေးဖို့ပဲတောင်းဆိုနေကြတဲ့သူတွေရဲ့အော်ဟေးကျွေးကြော်တန်ကြမှာတော့သူတို့ကိုကယူနာမျက်စိနဲ့ကြည့်ပေးတော်မူတဲ့ ကျွန်တော်တို့ဖရာသခင်ရဲ့မြင့်မြတ်တော်မူတဲ့ဂျေဇုတော်နဲ့ချစ်ချင်းမြတ်တာတော်ကိုကျွန်တော်တို့ဟာဒီနေ့ဒီစုမပွဲကတဆင့်နောက်မှာအစုမပွဲရဲ့စိတ်ဝိညာဉ်ထဲမှာပိုင်ဆိုင်ထားရမယ့်အပိုင်းမဟုတ်လားလို့တွေးမိပါတယ်앞으로가져야될이러한부분이아닐까하는생각이듭니다.가장예수그리스도가부야타킨을용기래두르시당소케다시바레.부탁하신내용이있습니다.마태복음우리신마대크리윈칸지16구푼지자야옹. ရှင်မသက်ခရစ်ဝင်ခန်းကြီး16အခန်းငယ်24ကိုကြည်ရင်ထိုအခါယေရှုကငါ၌စီးကပ်လိုသောသူဖြစ်လျင်ကိုကိုကိုညင်းပယ်ရမည်ကိုလဝါကတ်တိုင်ကိုထမ်း၍ငါနောက်သို့လိုက်ရမည်ဒီမှာလဝါကတ်တိုင်ဆိုတာဟာတကယ်လဝါကတ်တိုင်ကိုရည်ညွှန်းတာမဟုတ်ဘဲဆင်းရဲဒုက္ခကိုဆိုလိုတာဖြစ်ပါတယ်ကိုဆင်းရဲဒုက္ခကိုတီးခံပြီးငါနောက်ကိုလိုက်ရမည်လို့ဆိုလိုတာဖြစ်ပါတယ် အခန်းငယ်25မှာကြည်ရင်အကျဉ်သူသည်မိမိအသက်ကိုကယ်ဆယ်ခြင်းသာအလိုရှိ၏ထိုသူသည်အသက်ရှုံးလိမ့်မည်အကျဉ်သူသည်ငါကြောင့်အသက်ရှုံး၏ထိုသူသည်အသက်ကိုတွေ့လိမ့်မည်နောက်နောက်လိုက်ခြင်းတော်သူသည်ငါတော်မိထာဝရကောင်းကင်နိုင်ငံအထိတွားခြင်းတော်သူအားလုံးသည်မိမိလက်ဝါးကတိုင်ကိုထမ်း၍နောက်နောက်တို့လိုက်ရမည်လို့မိန့်တော်မူခဲ့ပါသည်မိမိကိုယ်ကိုချီးမြှောက်တဲ့စိတ်မာနာကြီးတဲ့စိတ်ဒီလိုအရာအားလုံးကိုချထားခဲ့ပြီး လူသားတွေကိုကယ်တင်ရမယ်ဆိုတဲ့စိတ်တစ်ခုလေးနဲ့ပဲကိုလက်ဝါးကတိုင်ကိုထမ်းပြီးဟန်ဘာဂျီမမ်မန်ရောငါနောက်ကိုအပြေဝါလိုက်ရမယ်ဆိုတာကဒီယေဇုမပွဲရဲ့စိတ်ဝိညာဉ်ဖြစ်တယ်လို့မြင်နိုင်ပါတယ်ဒီလိုမျိုးလူသားတွေကိုကယ်တင်ဖို့အတွက်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ဒီမြေကြီးကိုကြွလာခဲ့ပေမဲ့ယေရှုခရစ်တော်ပေါ်ဆက်ဆံတဲ့လူသားတွေရဲ့စိတ်တဘောထားနဲ့အပြုမူတွေကတော့ကဲ့ရဲ့လောင်ပြောင်ခြင်းတော်ရုံကတော့ဘယ်လိုရှိวะတော့ဖြစ်ပါကွာ မြင့်ပတ်နှိပ်စက်ခြင်းနဲ့အမျိုးမျိုးအဆက်ကွဲခြင်းတွေကိုပေးပြီးတော့တောင်းသူတို့ကိုကယ်တင်ဖို့ကြွလာတဲ့ခရစ်တော်ရဲ့ကောင်းမွန်တဲ့အလိုတော်ကိုလစ်လျူရှုတဲ့မြင်ကွင်းကိုကျွန်တော်တို့တွေ့နိုင်ပါတယ်ဒီလိုအခြေအနေထဲမှာတော့အမွေးရိတ်တဲ့သူရှိမှမမြင်ပဲနေတဲ့သူ့လိုမျိုးနှုတ်ကိုမဖွင့်ခဲ့တဲ့ခရစ်တော်ရဲ့ပုံစံကိုဒီနေရာမှာအတည်ပြုနိုင်ပါတယ်ဒါဆိုရင် ဒီနေ့ခေတ်ကျွန်တော်တို့ဟာခရစ်တော်ရဲ့ဒီလိုအသက်တာတွေကနေဘာလန်းကိုသင်ယူရမှာပါလဲရှင်ပေတယုဩဝါဒစာ ပထမဆုံးအခန်းကြီး၄ကိုဖွင့်ကြည့်ကြရအောင်ရှင်ပေတယုဩဝါဒစာပထမဆုံးအခန်းကြီး၄အခန်းငယ်73ကို အတူကြည့်ကြရအောင်တင်တို့ဒီခရစ်တော်ဤဆင်းရဲကိုဆက်ဆံကြသည်ဖြစ်၍ဘုန်းတော်ပေါ်ထုံးသောအခါအလုံးဝမ်းမြောက်ရှင်လမ်းမြေအကြောင်းယခုပင်ဝမ်းမြောက်ကြလော့ ခရစ်တော်ဤနာမကြောင့်ကဲ့ရဲ့ခြင်းကိုခံရလျင်မင်္ဂလာရှိကြ၏အကြောင်းမူကားဖျားသခင်ဤဖုန်ကြီးသောဝိညာဉ်တော်သည်တင်းတို့ပေါ်မှာကျင်းဝတ်တော်မူ၏သူတို့၌ကားကဲ့ရဲ့ခြင်းတင်းတို့၌ကားချီးမွမ်းခြင်းရှိတော်မူ၏လူအသက်ကိုတတ်သောအဖြစ် သူဥစ္စာကိုခိုးသောအဖြစ်ဒုစရိုက်ကိုပြုသောအဖြစ် သူတစ်ပါးအမှု၌ရောနှောသောအဖြစ်ရှိ၍တင်းတို့တွင်ဘယ်သူမှမခံစေနှင့် ခရစ်ယာန်ဖြစ်သောကြောင့်ခံရလင်မူကားရှက်ကြောက်ခြင်းမရှိစေနှင့်ထိုမူကြောက်ခံရလင်ဖျားသခင်ဤဂုဏ်တော်ကိုချီးမွမ်းစေခရစ်တော်ဟာလူသားတွေစီ ကောင်းမြတ်တဲ့အရာကိုပေးဖို့အတွက်ဒီမြေကြီးကိုကြွလာခဲ့ပေမဲ့အဲ့ဒီအရာကိုတဘာဝကြကြခံယူကြရမဲ့သူတွေကခံယူရမဲ့အစားကောင်းမွန်တဲ့အလိုတော်ရှိတဲ့ခရစ်တော်ကိုအစိုးဆုံးနိလန့်တွေနဲ့ဆက်ဆံခဲ့ကြတဲ့အကြောင်းတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာအေဝံဂေလိဟောပြောဖို့ကောင်းတဲ့ရည်ရွယ်ချက်နဲ့တွားပြီးလူသားတွေရှိမှရက်နေတဲ့အချိန်မှာဒီလိုအနေအထားမျိုးရင်ဆိုင်ရရင်တော့အမြဲတမ်းအဲ့ဒီလမ်းကို အရင်လျှောက်လန်းတော်မူတဲ့အဖေကိုစဉ်းစားပြီးအမေရဲ့ပေးဆက်မှုကို အတူစဉ်းစားရင်းအဲ့ဒီအရာ အားလုံးကိုစိတ်ရှည်တည်ခံနိုင်တဲ့ကျွန်တော်တို့အားလုံးဖြစ်ကြရပါမယ်။ရှင်ပေတယုဩဝါဒစာပထမဆုံးအခန်းကြီးနှစ်အခန်းငယ်၁၈ကိုအတူကြည့်ကြရအောင် အစေခံငယ်သားတို့အလွန်ကြောက်ရွံ့ခြင်းနှင့်တကွကိုသခင်တို့၏အုပ်ဆိုးခြင်းကိုဝန်ခံကြလော့သခင်သည်စိတ်ကောင်း၍ဖြင်းညင်းသောသဘောရှိသည်ဖြစ်စေကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့အကြောင်းမူကားဖျားသခင်၏မျက်နာတော်ကိုထောက်၍မတရားသောညှဉ်းဆဲခြင်းကိုနာကျင်စွာခံရလျင်ကျေးဇူးရှိ၏ကိုပြစ်ကြောင့်ဒဏ်ခံရသောအခါတီးခံလျင်အဘယ်ချီးမွမ်းစရာရှိသနည်းကောင်းမွန်စွာပြု၍ဆင်းရဲခံရသောအခါတီးခံလျင်ဖျားသခင်ရှိတော်၌ကျေးဇူးရှိ၏ အကြောင်းမူကားထိုသူအလိုငါတင်တို့ကိုခေါ်တော်မူပြီးခရစ်တော်သည်ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ခြေတော်ရာကိုရှောက်လိုက်စေခြင်းကပုံသက်တည်းကိုထားတော်မူပြီးထိုသခင်သည်ဒုစရိုက်ကိုမပြုနှုတ်တော်နာလည်းမူသားကိုရှာမတွေ့ကဲ့ရဲ့ခြင်းကိုခံရသောအခါပြန်၍မကဲ့ရဲ့အတိခံရသောအခါချင်းချောက်ခြင်းကိုမပြုတရားသဖြင့်စီရင်တော်မူသောသူ၌ကိုကိုကိုအံ့နံတော်မူ၏ ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌အတည်ပြု၍ဖြောက်မချင်းရာ၌အသက်ရှင်စေမည်အကြောင်းငါတို့အပြစ်များကိုကိုရိုတိုင်းတစ်တိုင်မှခံတော်မူပြီးဒဏ်ချက်တော်များအဖြစ်တင်တို့သည်အနာပြောက်လျက်ရှိကြ၏တင်တို့သည်အထက်ကလမ်းလွဲ၍ပျောက်သောတူကဲ့သို့ဖြစ်ကြ၏ယခုမူကားတူထိန်တဲ့ဟူသောတင်တို့၏ဝိညာဉ်တို့ကိုအုပ်ဆိုးကြည့်ရှုတော်မူသောအရှင်ထံသို့ပြန်ရောက်ကြပြီဒီနေ့ အစူးမပွဲရဲ့စိတ်ဝိညာဉ်ထဲမှာရှင်ပေတရူဩဝါဒစာပထမဆုံးခန်းကြီးနှစ်ထဲကအကြောင်းကိုနှစ်ထားတယ်လို့မြင်နိုင်ပါတယ်ကျွန်တော်တို့လည်းခရီးရန်တွေအနေနဲ့အတ္တတာကိုရှင်သန်တဲ့ဖြစ်စဉ်တွေမှာအမျိုးမျိုးသောပဝန်းကျင်ကနေအခက်ခဲကဲ့ရဲ့ရှုတ်ချခြင်းနဲ့အတားဆီးတွေကိုရင်ဆိုင်ရပါတယ်။ကျွန်တော်တို့ကကောင်းတဲ့ရွေးချက်နဲ့သူတို့စီကဲတင်ခြင်းအကြောင်းတည်တည်ခံပြီးဧဝံဂေလိတရားကိုဟောပေမဲ့ တခါတရံမှာတစ်ဖက်လူကဓမြထက်ကိုဆိုးဆိုးဝါဝါဆက်ဆံတာတွေအမျိုးမျိုးသောလောင်ပြောခြင်းကဲ့ရဲ့ရှုတ်ချခြင်းတွေနဲ့ကျွန်တော်တို့ကိုဆက်ဆံတာမျိုးရှိနိုင်ပါတယ်။ပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာခြေရတဲ့ယုံကြည်ခြင်းမိသားစုဝင်တွေလည်းရှိပါတယ်။တခါတလေမှာကျွန်တော်တို့နဲ့ယုံကြည်ခြင်းတူညီတဲ့ယုံကြည်ခြင်းတွေကမိသားစုဝင်တွေထဲမှာလည်းကျွန်တော်တို့ကိုမတက်မတာဖြစ်စေပြီးခက်ခဲစေတဲ့ကိစ္စတွေလည်းကြုံတွေ့ရနိုင်ပါတယ်။ အဲ့ဒီလိုအချိန်တိုင်းမှာအဖေရှောက်လန်းတော်မူခဲ့တဲ့ဆင်းရဲဒုက္ခလမ်းကိုအရင်ဆုံးစဉ်းစားပြီးသူတို့ကိုအဆိုးနဲ့တုတ်ပြန်ရမလားဒါမှမဟုတ်အကောင်းအဖြစ်အဆိုးကိုအနိုင်ယူတာကမှန်မလားလို့ကိုကိုကိုမေးကြပါစို့ဖရာသခင်ရှောက်လန်းတော်မူတဲ့လမ်းစဉ်အတိုင်းကျွန်တော်တို့အပြည့်အဝရှောက်လန်းတဲ့အခါကျွန်တော်တို့ရဲ့ဧဝံဂေလိတမိုင်းကအဲ့ဒီလိုအခြေအနေထဲမှာပြီးမြောက်သွားမယ်ဆိုတာကိုမြင်နိုင်ပါတယ် 완성된다라고볼수가있겠습니다.ကျွန်တော်တို့ဟာအစိုးနဲ့ဆက်ဆံခံရပြီးမတရားတဲ့အရာတွေကြုံရတဲ့အချိန်မှာတော့အရာအားလုံးကိုချစ်ချင်းမေတ္တာအဖြစ်တုံ့ပြန်ရမလားဒါမှမဟုတ်သူတို့ကိုနာကျင်ခံစားရစေခြင်းအဖြစ်လက်တုံ့ပြန်တင်သလားဆိုပြီးတုံ့ပြန်မှုနီလန်းမျိုးမျိုးရှိပါတယ်နီလန်းများစွာရှိပေမဲ့ဖရဲသခင်ဟာအမြဲတမ်းကျွန်တော်တို့ကိုပြတ်တပေးနေပါတယ် အကောင်းအဖြစ်အဆိုးကိုနိုင်လော့ပူများပြတဲ့ပူမြင့်မာတဲ့ကောင်းမှုအဖြစ်အဆိုးတွေအလုံးကိုအနိုင်ယူဖို့တင်ပေးနေပါတယ်ကျွန်တော်တို့ကိုကယ်တင်ဖို့အတွက်ကျွန်တော်တို့ရဲ့အဖြစ်တွေကြောင့်ဒီမြေကြီးကိုကျော်လာတော်မူတဲ့ခရစ်တော်ရဲ့အသက်တာကိုစဉ်းစားကြည့်တဲ့အခါကိုယ်တော်ဟာလဝကတ်တိုင်မှာတင်သက်ခံရမယ့်အကြောင်းရင်းမရှိပါဘူး လက်ဝါးကတ်တိုင်မှာလှန်နဲ့ထိုးခြင်းခံရဘူးဒါမှမဟုတ်ကြာပိုးနဲ့အရိုက်ခံရဘူးဘာအကြောင်းရင်းမှမရှိပါဘူးဒါပေမဲ့ပရိုဖက်ဟေရှာကတင်တို့ဤလွန်ကျူးခြင်းအပြစ်များကြောင့်လို့ရေးထားပါတယ်။ကျွန်တော်တို့ရဲ့အပြစ်ကြောင့်ဒီလိုနာကျင်ခြင်းတွေကိုခံစားရခဲ့တာဖြစ်ပါတယ်။သူကိုနာကျင်စေတဲ့သူတွေကကျွန်တော်တို့ဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာထဲမှာဒီလိုခရစ်တော်ရဲ့ဆင်းရဲဒုက္ခလမ်းကိုလိုက်ရှောက်နိုင်ပြီးအဲ့ဒီအရာတွေကိုပြီးခံပြီးခံနိုင်ရရှိနိုင်ကြပါစို့ကျွန်တော်တို့ဟာအဖေလဲဒီလောက်တောင်စိတ်ရှည်တီးခံခဲ့တယ်အမေကဒီလောက်တောင်တီးခံခဲ့တယ်ဆိုပြီးဒီလိုလှပတဲ့စိတ်ဝိညာဉ်ကိုပိုင်ဆိုင်ပြီးအဆိုးကိုအဆိုးနဲ့ပြန်မတုံ့ပြန်ပဲအကောင်းအဖြစ် အစိုးကိုအနိုင်ယူနိုင်တဲ့ဧဝံဂေလိဖြစ်လာမယ်ဆိုရင်ဧဝံဂေလိပြီးမြောက်ခြင်းကဒီနေ့မှတော့ဖျားသခင်ကအားလုံးကိုပြီးမြောက်စေမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ရဲ့ဘဝထဲမှာကျွန်တော်တို့မလိုလားတဲ့မနှမြို့စရာအခြေအနေတွေတကယ်အများကြီးပေါ်လာတတ်ပါတယ်အဲ့ဒီလိုမနှမျိုးစရာအခြေအနေတွေကိုကျွန်တော်တို့ကြုံတွေ့ရတဲ့အခါဖျားသခင်ရဲ့လက်ဝါးကတိုင်ကြောင့်ကိုတစ်ခါစဉ်းစားကြည့်ကြရအောင် ဒီနေ့မှာဒီလိုမျိုးလဝါကတ်တိုင်မှာအတေခံခြင်းဖြစ်တဲ့အစုမပွဲရဲ့စိတ်ဝိညာဉ်ကိုတစ်ခါပြန်လူထစေပြီးစဉ်းစားခြင်းအဖြစ်ခရစ်တော်ရဲ့ဆင်းရဲဒုက္ခမှာပါဝင်တဲ့ကျွန်တော်တို့ဖြစ်တင်ကြပြီးတော့ခရစ်တော်ရဲ့ဆင်းရဲဒုက္ခရဲ့ချေရနောက်ကိုလိုက်လျှောက်နိုင်တဲ့စီအောင်သားသမီးတွေအားလုံးဖြစ်လာကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ကျွန်တော်တို့ဟာအစဉ်မပြေတဲ့အခြေအနေကိုရင်ဆိုင်ရတဲ့အခါကောင်းကောင်းတုံ့ပြန်တင်ပါတယ်။ကျွန်တော်တို့ရဲ့ဘဝထဲမှာ အစင်မပြေတဲ့အရာတစ်ခုခုကြုံလာတဲ့အခါအစိုးမပွဲရဲ့စိတ်ဝိညာဉ်ကိုတစ်ခါပြန်အောင်းမိပြီးအစိုးကိုအစိုးနဲ့တုံ့ပြန်ရမလားဒါမှမဟုတ်အကောင်းအဖျင်းအစိုးကိုအနိုင်ယူရမလားလို့ကိုကိုကိုပြန်မေးကြရအောင်ဖရာသခင်ကိုအများကြီးဆုတောင်းရင်ဖရာသခင်ရဲ့ခြေတော်ရာနောက်ကိုအပြည့်အဝလိုက်လျှောက်ခြင်းအဖျင်းကောင်းကောင်းလုပ်ခဲ့တယ်လို့ချီးကျူးခံရနိုင်တဲ့ကောင်းကင်သားသမီးတွေအားလုံးဖြစ်ကြဖို့ဒီအချိန်မှာတောင်းဆိုရင်ဒီနေ့မနက်တရားဒေသနာကိုဤကုန်းချုပ်ခြင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်